မာပရိကသမရဏီနာကိုဘာသာပြန်ဆရာတွေကပြန်လိုက်တဲ့အခါမှာပရိကသုံးပုံတည်းပါယုံနဲ့လည်းမယုံကြနဲ့အောင်လို့ဆိုတဲ့အခါအကြီးကျယ်ပြဿနာဖြစ်ပါတယ်။ဘာသာကြားတွေကိုဟောကြားတဲ့တရားတွေမှာဗုဒ္ဓဘာသာတွေရဲ့ရှုထောက်ကနေဗုဒ္ဓဘာသာအများစုကနာပြီးတော့ဘာသာပြန်တွေရဲ့အမှားတွေကိုဖတ်မိတဲ့အခါမှာမြတ်စွာဘုရားရှင်ကငါပြောတဲ့စကားလည်းမယုံနဲ့အောင်ငါဟောကြားတဲ့ပရိကသုံးပုံနဲ့ကိုက်ညီယုံမြဖြစ်နေမယုံနဲ့အောင်လို့ဆိုတဲ့အခါပြဿနာအကြီးကျယ်ဖြစ်ပါတယ်။ဒါဘာကြောင့်လဲဆိုရင်ဘာသာပြန်တို့ရဲ့အမှားပါ။ ဘာသာပြန်ဆိုတဲ့နေရာမှာယခုမှမဟုတ်ပါဘူးဟိုးအရှိချေခါတွေကမှားလာခဲ့တဲ့အမှားတစ်ခုပါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုကဘာနဲ့အဝမ်းကျယ်ပြန့်အောင်သာသနာပြုဖို့ရေးအတွက်အခြားခြားသောနိုင်ငံတွေကဘာကသိနိုင်မှုတို့အင်္ဂလိပ်လိုပြန်ရမှာမြန်မာစာပေကိုလည်းပဲခင်းရင်းတဲ့အပြင်ကိုအင်္ဂလိပ်ဘာသာဆိုတဲ့ကပို့ပြီးတော့ခင်းရင်းကြတဲ့အခါအင်္ဂလိပ်တွေကိုပြန်ခိုင်းရပါတယ်အင်္ဂလိပ်စာကျွမ်းကျင်တဲ့အင်္ဂလိပ်တွေကိုပြန်ခိုင်းတဲ့အခါမှာအဓိကအနေချက်တိကတိကပြန်ဆိုသူစီဗုဒ္ဓဘာသာဝင်မဟုတ်တာတစ်ချက် အာဂိရိ၄ပါးကင်းစင်သောယဟန္တာကြီးများမဟုတ်တာလည်းပဲတစ်ချက်နောက်တတိယချက်ကပါဠိတော်ထာဂရတီဃာတွေကိုဆရာနဲ့တကွာကြာကြာနဲ့နဲ့သင်ကြားတက်မြောက်ထားတဲ့ပုံကိုယ်တွေမဟုတ်အဲ့ဒီပုံကိုယ်တွေကပါဠိတော်ထာဂရတီဃာကိုအိမ်မက်တော်မမက်ဘူးတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ဒီတော့ဘာကြောင့်ပြန်လဲလို့ဆိုရင်ပတ်ဆံရလို့ပြန်တယ်လို့ဒီပြန်ထွက်ပါတယ်အဲ့ဒါလို့ပြန်တဲ့ခါကျတော့ဘာဖြစ်ကြလဲလို့ဆိုတော့အမှားယူနေဖြစ်ပါတယ်ဥပမာလေးပြောပါကျွန်တော်တို့ပါဠိဘာသာမှာဘုဒ္ဓစာပေမှာသွာဟဆိုရှိပါတယ် သွားဆိုတာမင်္ဂလာကိုရည်မဲမိဟစ်အော်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အဲဒီသွားဟာကိုအင်္ဂလိပ်ကအင်္ဂလိပ်ကဘာသာပြန်လိုက်တဲ့အခါ go away ဆိုပြီးတော့ပြန်ပါတယ်။အဓိပ္ပာယ်ကနှင်ထုတ်ခြင်းလို့ဖြစ်တယ်။အဲ့တော့သွားဟာဆိုတဲ့ဟာကိုသွားဟာဆိုတဲ့ဟာနဲ့ထင်အောင်ထင်မှားဖြစ်ပြီးတော့ go away လို့ပြန်လိုက်တယ်အမှားတကူပါ။တော်တော်ဆိုးရတယ်အမှားဖြစ်ပါတယ်။ဒါပြင်ကျွန်တော်တို့ဝိသုတိမထာဂရာတဲ့ပစ္စယပရိက္ခအခန်းမှာသုဒ္ဓဓမ္မဘောဝတ္တန်တိဆိုတဲ့ပါဠိရှိပါတယ်။အဓိပ္ပာယ်ကဟေတုဖလသမ္မန္တဝသေနဘောဓမ္မနဲ့ နာမရူပမတ္တမေဝခါယတိလို့ဆိုပါတယ်မြန်မာလိုပြောရင်တော့အကြောင်းကျိုးအပြည့်ဆက်ဆက်လျက်ရှိသောယုံနံဓမ္မတို့သာနှင့်လောကမှာအထင်ရှားရှိကြကုန်တယ်ပြီလို့သူကာရကခံစားသူဝိရကဆိုတာမရှိဘူးတဲ့အဲ့ဒါကိုသုဒ္ဓဓမ္မပုံဝန်တန်တိလို့ခေါ်ပါတယ်ဒါကိုအင်္ဂလိပ်ကသုဒ္ဓဓမ္မဆိုတဲ့ဟာကို phenomenon လို့အဓိပ္ပာယ်ပြန်ပါတယ်ပြေရှိအန်လို့အမည်ပေါ့အဲ့ဒါလို့ပြန်တဲ့အခါဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုတော့အထင်ရှားရှိသောသိနိုင်သောတရားပေါ့ ိကအပြင်တော့ရူပါယုံတတ္တယုံကန္တယုံရတယုံဖုတ္တပါယုံဆိုတဲ့အာယုံ၅ပါးတနည်းအားဖြင့်ပြောရင်ယုတ်တရားလို့ဖနမီညာရဲ့အတိပဲကထွက်ပါတယ်ဒီကသုဒ္ဓတမပေါ်တန်တိလို့အဲဒီလိုဖနမီညာလို့ပြန်လိုက်တဲ့အခါမှာဘုရားဝါဒဟာယုတ်ကျမ်းဝါဒလို့ထင်ရောက်ထင်မှဖြစ်သွားပါတယ်ဟိုတုန်းကဘာသာပြန်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့အမှားဘယ်လောက်ဆိုးလဲဆိုရင်အရှင်အနန္ဒာကိုဖုံးကြီးမှန်းတော့မသိဘူးလို့ဒီလိုတွေ့ရှိရပါတယ်ရှင်အနန္ဒာကိုဥပဒကာလို့ဘာသာပြန်ပါတယ် ဘုရားနဲ့လိုက်ပြီးတော့လှုပ်ကျွေးပြုနေတဲ့ဒါဥပဒ္ဒတာဒီတော့တက်တက်ဆင်လွှမ်းမပါတယ်ဘိက္ခုလို့ခေါ်တဲ့တန်ဃာနဲ့ဥပဒ္ဒကဆိုတဲ့ဟာနဲ့ဟာထင်အောင်ထင်မှရှိတော်လည်းပဲအတိပ္ပယ်ကအများကြီးกว่าပါတယ်ကောဥပဒ္ဒကောတိတတ္တမဥပဒ္ဒကောတိဥပဒ္ဒကဆိုတာဘာလဲလို့မင်းရင်ယောဂောစီတရဏံကတောကဟထောရဏသုံးပါးကိုကိုယ်ကိုယ်ကြီးညိုစိက္ကတ်ထက်တဲ့ကဟထဆိုတာအင်ညာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ကိုဆိုပါတယ် မရတမြုံသားတချုံနဲ့နေတဲ့အင်ညာတီထောင်လူတို့ပုံမှာရှိတဲ့ပုံကိုယ်လေးကိုရဏသုံးပါးကိုကိုယ်ကိုယ်ကြည်ညိုစိက္ခတ်တတ်တယ်သူတို့ကိုခဟထဥပဒကလို့ခေါ်ပါတယ်ဒီတော့ရှင်အနန္ဒမထေရဥပဒကလို့ဆိုလိုက်တဲ့အခါမှာရှင်အနန္ဒမထေရပါရဇိကကြားတဲ့ပုံစံမျိုးတော်ဖြစ်သွားပါတဟဘာသာပြန်ဆိုချက်အမှားတွေဖြစ်ပါတယ်ဒါဖြင့်ကျွန်တော်တို့ရှင်ရရင်ပိဋကနဲ့ပိဋကတ်နဲ့ဒီနှစ်ခုကမတူပါဘူးကွဲပြားခြားနားပါတယ်ပါဇော်ရီလုံးတင်ပြီးတတ်တယ်လင်းချက်ကာကြီးကပိဋကတ် နောက်တစ်ခုကပါဇာရီလုံးကျင်ပီတာတလင်းကျင်ကာကြီးရေးတက်တာကပ်ပြီးတကပ်ဒီနှစ်ခုကအတိပဲကိုယ်ပြချနာပါတယ်ရွရွကကြီးနဲ့ရေးတဲ့ကာပါလဲလို့ဆိုရင်အဲ့ဒီပြီးတကပ်ဆိုတာခန္ဓာပါခုနဒီကစရာဖွင့်ပြတာအတနောဥက္ကဟခန္ဓာတံပတ္တိရမာကန်ဒိတာဒီဟုတ်တယ်ဟုတ်တယ်အဲ့ဒါခန္ဓာပါကျမ်းခံပါစာဥပါကာကြီးရေးတက်တာကပ်တဲ့ပြီးတကပ်ကပါလဲလို့ဆိုတော့ပြီးတကပ်၃ပုံပါဒီကနေ့ကျွန်တော်တို့သုတ်တန်တဝိနည်းအဘိဓမ္မာဆိုတဲ့ပြီးတကပ်၃ပုံကိုဆိုပါတယ် အဲ့ဒီပိဋကတ်ဆိုတာဘယ်ကလာလဲလို့ဆိုတော့ပါဠိတော်ကပိဋကတ်တရားကနေလာပါတယ်ပိဋကတ်တရားကနေပိဋကတ်ဆိုပြီးဖြစ်ပါတယ်ဒေဝဓာတ်တကနေပြီးတော့ဒေဝဓာတ်လို့ဖြစ်လာတယ်လို့ပိဋကတ်တရားကနေပြီးတော့ပိဋကတ်လို့ဖြစ်ပါတယ်ဒါကြောင့်ပိဋကတ်နဲ့ပိဋကတ်ဟာအများကြီးကွဲပြားခြားနားပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကနံပါတ်၄ချက်ဖြစ်တဲ့ကာလမသုတ်တိကိုဟောတဲ့မာဆယ်ချက်ထဲမှာနံပါတ်၄ချက်မျိုးဖြစ်တဲ့တရားကိုဟောတဲ့ကမာပိဋကတ်တရားသမ္မာနေနဂဏိဌလို့မဟောဘူး မာတိပိရိကတံ္ဗရာနေနခန္ဓိဋ္ဌလို့မဟုတ်ဘူးယိုယိုလေးဟောပါတယ်မာပိတကတံ္ဗရာနေနခန္ဓိဋ္ဌဒါမှတန်ရေးကြည့်ပါဘာကြောင့်ပိတကတရလို့မဟောသလဲဘာကြောင့်တိပိရိကလို့မဟောသလဲလို့ဆိုရင်အဲ့ဒီချိန်မှာပိတကဆိုတဲ့အတုံလုံးဟောတာမပေါ်သေးပါဒါတဘာဝယုတ်တိနဲ့လည်းရှင်းပါတယ် ပိဋကတ်ကျိုးတဲ့ဝေါဟာရဟာဗြဟ္မသင်္ကာရဏတင်မရှင်မကသဗ္ဗမထေရကြီးတို့ဖော်ထုတ်လိုက်တဲ့ဝေါဟာရဖြစ်ပါတယ်။ကာလမတွေကိုဟောနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်မှာပိဋကတ်၃ပုံလို့ခေါ်ဆိုရတော့အောင်လည်းပဲမစုံသေးပါဘူး။ပြိဋိဘံမပြုသေးတဲ့အတွက်တရားတွေအများကြီးကြံပါလေတယ်။ဒါကြောင့်ဒီနေရာမှာရိုးရိုးလေးမြတ်စွာဘုရားရှင်ဟောလိရှိတယ်ဓမ္မနဲ့ဝိနည်းရဒီနှစ်ချက်နဲ့ပဲကြားပါမြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးလို့ပထမသင်္ကန်းနာတင်တဲ့အချိန်ကျမှရှင်မကသပ္ပဥဆောင်ပြီးတော့ရှင်ဘုရားတို့ ။မြတ်စွာဘုရားရှင်45ဝါလုံးဟောကြားခဲ့တဲ့တရားတော်တွေကိုအာလုံးတန်ခါကစုစည်းပြီးပါတယ်။တန်ခါကအတည်ပြုခဲ့ပါတယ်။ဟောဒီတရားတွေကိုတော့သုတ်တန်တပရိကလို့ခေါ်ကြပါစို့။ဒီတရားတော်တွေကိုတော့ဝိနည်းပရိကလို့ခေါ်ကြပါစို့။ဒီတရားတွေကိုတော့ဗိဓမ္မာပရိကလို့ခေါ်ကြပါစို့လို့ဆိုပြီးတော့တန်ခါတွေကသွေးညိအဋ္ဌံပြုခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်တွေအာလုံးစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပြီးပါပြီ။ဒါကြောင့်ဘုရားရှင်မဟောကြားတဲ့တရားတွေကိုလည်းဖြည်လားဆွဲလားထည့်လားမလုပ်ကြပါနဲ့။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတွေကိုလည်းပဲပယ်လားဖြုတ်လားနှုတ်လားမလုပ်ကြပါနဲ့။ ဒီတိုင်းခြားကိုယ်ပဲရပါစို့လို့လုပ်ခဲ့အဲ့တော့ပထမသင်္ကန်းနာတင်မှပိရိကဆိုတဲ့ပိရိကဆိုတဲ့ဟောဟာတာပေါ်ပါတယ်ခြေပိုင်းမှာမြတ်စွာဘုရားရှင်ဟာဓမ္မဝိနည်းအားလို့ဒီလိုပဲဟောပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင် ပြိဋိဘံပြုခဏီမှာတော့အရှင်အနန္ဒကအရှင်ဘုရားမရှိရင်တပည့်တော်တို့ဘာတွေကိုယ်ကိုရမလဲလို့မေးတဲ့ကမှာယောခောအနန္ဒဓမ္မောစာဝိနည်းစာဒေစီတော်ပညာတော်တော်ဝမမစ်စီနာတတ်တာအနန္ဒငါသည်ဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီ အဲ့ဒီဓမ္မနဲ့ဝိနည်းရဒီငါဖျားပြိဋိနိဗ္ဗာန်ပြူပြီးတဲ့အခါမှာသင်္ချစ်သားတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7000 4000ဒီငါဖျားရာနဲ့တီကသင်္ချစ်သားတို့ကိုဆုံးမကြလိမ့်မယ်ဒီလိုမိတ်ဆွေတော်မူခဲ့ပါမြတ်စွာဘုရားရှင်ကိုရတိုင်းကဓမ္မဝိနည်းရလို့ဆိုထားပါတယ်သူတရားတွေကိုအဲ့ဒီအချိန်မှာဓမ္မဝိနည်းရပဲဖွင့်ပါတယ်ပိဋကလို့မဖွင့်ပါဘူးပိဋကတော်လို့မဖွင့်ပါဒါကြောင့်ဒီဓမ္မနဲ့ဝိနည်းရလို့ဖွင့်ထားတဲ့အခါမှာအခရမေကမေကင်းစာဗုဒ္ဓရူပယ် စာတလုံးဘုရားတဆူလို့ဒီဗုဒ္ဓဘာသာပေါင်းရှင်းဆောင်လေးတော်မှာဘုရားဘာသာတွေလေးစားကြီးညိုပြီးတော့ကိုယ်ကစီကပ်ပြီးတော့တတိထားခဲ့ကြပါတယ်ဒီတော့ဒီနေရာမှာအခုခါကျမှဘာသာပြန်ဆိုတဲ့လူတွေရဲ့အမှားကြောင့်ငါဘုရားဟောတာလည်းမယုံနဲ့အောင်ပိဋကသုံးပုံနဲ့ပါယုံနဲ့လည်းမဟုတ်မယုံနဲ့အောင်လို့ဆိုရင်တော့ကျွန်တော်တို့တွေဘာတွေဆက်လုပ်ကြမလဲအမတန်မှအရေးကြီးပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့သုတ်တံဝိနည်းပိဋကဆိုတဲ့ပိဋကသုံးပုံကို ဘုရားဟောတာလည်းမယုံနဲ့အောင်ပိဋကတ်သုံးပုံနဲ့ပါယုံနဲ့မယုံနဲ့အောင်ဆိုရင်တော့စကားတခုဒီနေရာမှာပြောเสียရှိပါတယ်စကားအသုံးလုံးယဉ်သိတယ်လို့ဆိုရင်တော့သိခံမိပါပိဋကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်လို့ဒီစကားတခုမှပြောရမှာဖြစ်ပါတယ်ဘုရားဆိုတာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တိပိဋကတ်လို့ခေါ်တဲ့ပိဋကတ်သုံးပုံကိုမယုံရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကထွက်ရမှာပါဘယ်မြောက်သွားမလဲဆိုရင်ဘေးထွက်နေပါကာလမရိနာသွားထိုင်နေရုံပါပဲ ဟိုမှာကနဝေတိန်ကြောင့်နဲ့ဘယ်ယူဝါဒမှန်တယ်ဘယ်ယူဝါဒမှားတယ်ဘယ်သမဏဗျမဏတွေဒီဟာမှန်သောစကားကိုဆိုတယ်ဘယ်သမဏဗျမဏတွေဟာမှားသောစကားကိုဆိုတယ်ဆိုတာကိုမဝေခွဲနိုင်မဲနဲ့မြတ်စွာဘုရားကိုရှောက်ထားတဲ့အခြေအနေပဲရှိပါသေး။ဒါကြောင့်ပရိကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်ပါ။ဘာကြောင့်လဲ။ဗုဒ္ဓဘာသာဆိုတာအစ္ဆတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစရှိသည်ဖြင့်ဘုရားယရနာကို အသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တယ်ဓမ္မကိုအသက်ထက်ဆုံးယုံကြည်တယ်ဓမ္မလို့ခေါ်တဲ့မလေးပါဘိုလေးပါနိဗ္ဗာန်ပရိယတ်လို့ခေါ်တဲ့ဒီပရိကတ်တော်တွေကိုအသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးဘုရားဘာသာလို့ခေါ်ပါတယ်ဘုရားဘာသာဖြစ်ပြီးမှပရိကတ်တော်နဲ့ပါယုံနဲ့မယုံနဲ့အောင်လို့ဆိုရင်တော့ဘုရားဘာသာကနေခိတ္တထွက်ပေးလိုက်ရုံပဲရှိပါတယ်